ဒီကောင်ကပြဿနာတစ်ခုဖြစ်ပြီးရင်ဂျိတ်လိုပဲညှိပြီးရင်ဖြုတ်ရခက်တဲ့ကောင်ဒီကောင်ကိုကြီးစီကိုတနည်းပြန်လာလိုက်မယ်အဲအဲ့ဒါကကျွန်တော်ကိုယ်တိုင်လည်းရင်ခုန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါအတ္တတည်းအပြီးမကြည့်ရသေးဘူးဒါဇလန်တွဲလည်းဖြစ်တဲ့အလျောက်အဓိကတော့ဇလန်တွဲကပရိသတ်စိတ်ဝင်စားဘူးပါကျွန်တော်ဇလန်တစ်ပိုင်းနဲ့တစ်ပိုင်းအဆုံးမှာအဲ့ကလေးဟမ်ကလေးတွေပေါ့နော်နောက်တစ်ပိုင်းမှာဘာဆက်ဖြစ်မယ်ဆိုတဲ့ဟာလေးတွေအဲ့ချိန်ဆက်နိုင်ရင်တော့ပရိသတ်စိတ်ဝင်စားမယ်ပါ ဖေးရတကားပေါက်ကမျက်လုံးပေါ့နော်သူကျွန်တော်နားလဲတာပေါ့နော်အတူဆောင်မှာကဒီကျွန်တော်တို့ဒီပို့ရှာကက်ချာပေါ့နော်လူတယောက်ရဲ့လှူရှာမှုလည်းလူတယ်ပြီးတော့ဒါလည်းဒါလည်းနဲ့လည်းပြီးလို့ရတယ်ပြီးတော့အဓိကမျက်လုံးနဲ့လည်းပြီးလို့ရတယ်အဲ့လိုပုံစံမျိုးဆိုတော့အခုပြောချင်တဲ့အရာတစ်ခုကိုဒီခုနပို့ရှာကက်ချာနဲ့ပြီးလို့ရတယ်ဒါလည်းနဲ့လည်းပြီးလို့ရတယ်မျက်လုံးနဲ့လည်းပြီးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီသုံးခုကိုပေါင်းဆက်ပြီးကျွန်တော်တို့သုံးဆောင်ပညာဆိုတာသုံးဆောင်နဲ့အလုပ်ကိုလုပ်ရတာဆိုတော့အခု အဲလိုရမယ့်ခန္ဓာလေးကိုဖော်ကျူးတဲ့သဘောပါကျွန်တော်ရင်ကဒါ crime drama suspect concept မျိုးလေးပေါ့အဲ့လိုကလေးပေါ့ကျွန်တော်တို့လည်းလက်ခံတယ်ကျွန်တော်အဓိကတော့ကျွန်တော်အဲဒီ writer နဲ့ production ဘက်ကနေအဲကျွန်တော်ဇာတ်လမ်းလေးပြကြည့်တယ်ပေါ့နော်ဇာတ်လမ်းပြကြည့်တော့ကျွန်တော်လည်းတစ်ခါမှမလုပ်ဘူးတဲ့ဇာတ်လမ်းလေးဖြစ်တယ်အဲပြီးတော့ low make character လည်း ဝီဖြူပေါ့နော်ကာရီတာနာမည်ကဝီဖြူအမတော်မနှစ်ယောက်ဟိုအဖေပေါ်တာဝန်မချေခဲ့ဘူးညီမပေါ်ကောက်ွယ်ဆော့ဆော့ပေးခြင်းနဲ့အခုတယောက်ပေါ့အဲ့လိုကာရီတာလေးဆိုတော့တစ်ခါမှလည်းမလုပ်ဘူးတာနဲ့လက်ခံရမှုဖြစ်ဒီကောင်ကပြဿနာတစ်ခုဖြစ်ပြီးရင်ဂျိတ်လိုပဲညှိပြီးရင်ဖြောက်ရခက်တဲ့ကောင်ဒီကောင်ကိုကြီးစီကိုတနည်းပြန်လာလိုက်မယ်ဟုတ်ကဲ့အဓိကတော့ဟိုဒီဇလန်းအပေါ်ပဲမူတည်ပြီးတော့ကျွန်တော်တို့လောရမယ့်ကန်နာပေါ့နော်ကျွန်တော်လောရမယ့်ကန်နာကိုမှဒီဇညွန်ရဲ့ပြီးတော့ကျွန်တော် writer နဲ့ timing ပြီးတော့ကျွန်တော်လောရမယ့်အပိုင်းတို့ အာဒီချာတော့ကြိုးစားထားပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်ချက်တွေတော့ရှိကောင်းရှိနိုင်ပါတယ်လိုအပ်ချက်တွေတခုခုရှိခဲ့ရင်လည်းနားလည်ပေးကြပါလို့ဆိုမပြောပါနဲ့လပူလက်ချက်မမိသေးသေးရတော့ရှင်ကျမကိုဖြောင်းနေထောင်းစာကြီးကကိုဝီလူနာမှာရှိကျင်နေဆိုတာသိရလားအဲအတားကကြတော့ဘယ်လိုပြောမလဲကျွန်တော်တို့ဇလန်းဖတ်တဲ့အချိန်မှာတော့ကျွန်တော်တို့တစ်ခါကြရင် အဲကျွန်တော်ဒီကစားလန်လေးတကယ်စိတ်ဝင်စားပါကျွန်တော်ဇာညုံဖတ်ကြည့်ရချင်းမှာဇာလန်လေးစိတ်ဝင်စားတယ်အခန့်ရိုက်ကူဖြစ်တယ်ပေါ့နော်အဲဒါမဲ့ကျွန်တော်ဇာလန်ဇာညုံကိုကျွန်တော်တို့အယုတ်ဖြစ်ပြန်ပြတဲ့အချိန်မှာတခါကျလို့ရှိရင်ဇာလန်ဇာညုံထက်အဲနည်းနည်းလေးပူတော်တာရှိတယ်လို့လိုတော်တာလည်းရှိနိုင်တယ်အဲအဲ့တော့ဒီဟာလေကျွန်တော်ကအခုအယုတ်အပိုင်းတွေကိုကျွန်တော်အခုနှစ်ပိုင်းမှကြည့်ရသေးတယ်ဆိုတော့အာ ဒီနှစ်ပိုင်းမှာကျွန်တော်ဂျင်းနဲ့အားရလေးတွေရှိတယ်လို့လိုအပ်ချက်လေးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ပြည်သက်တွေအနေနဲ့လည်းအာဒီကားလေးကိုကြီးကြီးပေးပါအာလိုအပ်ချက်တွေရှိရင်လည်းနိုင်လည်းပေးပါလို့ပြောဆိုအဓိကတော့ဟိုပါပေါ့ဒါကိုညမလေးတယောက်လိုပဲသဘောထားပြီးတော့အာဒါတိကျဆောင်ရအောင်ပေါ့နော်အခုတယောက်အနေနဲ့အာဒီဖြစ်ပြတဲ့ဖြစ်ပြပုံမှာအခြေအနေဘယ်လိုရှိနေမလဲဆိုတော့စိတ်ခံစားတယ်အဲ့ဒါကျတော့ဒါဇလန်းဆန်ညွန်တဲ့ဒရိုက်တာကောမူတီမထင်းနဲ့ဒါကတော့သူတို့စွဲတဲ့ပြီးထားတဲ့တိုက်တယ်ဆိုတော့လေကျွန်တော်ထင်တဲ့အမြင်ကတော့ဒီ character တိုင်းလိုလိုမှာတော့ အသူပေးဆက်ထားတဲ့ရင်းထားတဲ့အရာလေးတွေပေါ့နော်ဒီ character တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ထားတဲ့အရာလေးတွေရှိမှထင်တယ်ဟုတ်အဲ့ဒါကြောင့်ပြီးရတယ်အဲအဲ့ဒါကျတော့ကျွန်တော်ကိုယ်တိုင်လည်းရင်ခုန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါ edit တွေအပြီးမကြည့်ရသေးဘူးဒါဇလန်တွဲလည်းဖြစ်တဲ့အလေးရောက်အဓိကတော့ဇလန်တွဲကပရိသတ်စိတ်ဝင်စားဘူးပါကျတော့ဇလန်တစ်ပိုင်းနဲ့တစ်ပိုင်းအဆုံးမှာအဲ clip ham ကလေးတွေပေါ့နော်နောက်တစ်ပိုင်းမှာပါဆက်ဖြစ်မယ်ဆိုတဲ့ဟာလေးတွေချိတ်ဆက်နိုင်ရင်တော့ပရိသတ်စိတ်ဝင်စားမယ်ပါတယ် ဟိုပေါ့ဟိုအဲ break the စုံငန်စာမဲ့ဇာလန်လေးတော့ဖြစ်မှထင်တယ်။ဘာလို့လဲဆိုတော့ဒါကအဲဘသူတက်လဲဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့ကိုယ်တိုင်လည်းအဲဇာလန်ဖတ်တဲ့အချိန်မှာစိတ်ဝင်စားဖတ်ခဲ့ရတာဆိုတော့အချင်းချင်းတဲ့ပြည်သက်တွေအနေနဲ့လည်းအဲ့လိုမျိုးလေးတော့ဖြစ်မှထင်ပါတယ်။အဲဒီဟုတ်တယ်ဟိုကျွန်တော်တို့အခုဒီတည်ထားတဲ့ဇာလန်အရာကလည်းဒီယနေ့ခေတ်လူငယ်တွေကြားထဲမှာဖြစ်လိဖြစ်တာရှိတဲ့ဇာလန်ပုံစံကိုပဲအဲတည်ပြီးရိုက်ထားတာဖြစ်တယ်။ဆိုတော့ အာဒီဇလန်းလေးကလည်းပြည်သက်ကိုတစ်ခုခုပေးနိုင်တယ်ဆိုရင်တော့အာကျွန်တော်တို့လည်းဒီရိုက်ကူးခဲ့ရတာရှင်းတော့ပါအေးပေါ့ဟိုအဓိကတော့ဟိုဒီစိတ်ရဲ့တကားပေါက်ကမျက်လုံးပေါ့နော်တိကျွန်တော်နားလဲတာပေါ့နော်အတူဆောင်မှာကဒီကျွန်တော်တို့ဒီပို့ရှာကက်ချာပေါ့နော်လူတယောက်ရဲ့လှူရှာမှုလည်းလူတယ်ပြီးတော့ဒါရလို့ဒါရလို့နဲ့လည်းပြီးလို့ရတယ်ပြီးတော့အဓိက မျက်လုံးနဲ့လည်းပြီးလို့ရတယ်အဲ့လိုပုံစံမျိုးဆိုတော့ အခုပြောချင်တဲ့အရာတစ်ခုကိုဒီခုနပူဆာကစားနဲ့ပြေးလို့ရတယ်ဒိုင်လော့နဲ့လည်းပြေးလို့ရတယ်မျက်လုံးနဲ့လည်းပြေးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီသုံးခုကိုပေါင်းဆက်ပြီးကျွန်တော်တူဆောင်ပညာဆိုတာတူဆောင်နဲ့အလုပ်ကိုလုပ်ရတာဆိုတော့အခုအာလုပ်ရမယ့်အခမ်းအနားလေးကိုဖော်ကျူးတဲ့သဘောပါပဲဟုတ်ကျွန်တော်လည်းအမြဲအမှတ်ရပါတယ်ဟိုဘလိုအမှတ်ရလဲကျွန်တော်အပြင်မှာဆိုလို့ရှိရင်ဒီနေရီဘာတွေတော်လို့ရှိရင်အဲ့ဒါကြောင့်ကျွန်တော်နာမည်ရင်းကိုသိချင်မှသိတာအမောင်ဖုံးမောင်ဖုံးလို့ပဲအမည်တန်းခေါ်တာပေါ့နော်အဲ့လိုဆိုတော့ မြဲတမ်းမှတ်ရပါတယ်အဲ့ character လေးကိုလည်းတကယ်ကျွန်တော်ကျေးဇူးလည်းအများကြီးတင်တယ်ဒီ character အကြောင်းလည်းကျွန်တော်အလုပ်တွေလည်းဟိုဘာဖြစ်ဖြစ်လုပ်ခွင့်ရတဲ့အပိုင်းလေးလည်းရှိတယ်ပေါ့နော်ဒါတော့အဲ့ဒီ character ရဲ့အာကျေးဇူးရှိတယ်ဗျဒီ character အာကျွန်တော်တို့အရင်ကြီးတော့ကျွန်တော်ဘယ်လိုပြောရမလဲစိတ်တိုင်းကြတော့ရေးချက်ကိုမရှိသေးဘူးပေါ့နော်ဒါမဲ့နောက်ပိုင်းနေတော့အာတခြားလေးရေးချက်ပြီးတော့ကိုယ်တကယ်မူလာတဲ့ဟာလေးတော့ကိုရိုက်တော့ဘူးများမှာချက်